မင်္ဂလာပါရှင် ကျမကတော့ချီချူဆက်မဒီပီပီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးမှာပါကချင်ပြည်နယ်ဗမော်ခရိုင်တဲကမန်စီမုံမောင်မျိုးကပြည်သူတွေတိုက်ပွဲတွေကြောင်းဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေထိုင်တာတစ်နှစ်ကျော်ကြာလာပြီဖြစ်ပါတယ်။မန်စီနဲ့မုံမောင်မျိုးကပြည်သူအများစုဟာတိုက်ပွဲမရှိတဲ့မြို့ပေါ်ကဆစ်ရှောင်းစခန်းတွေမှာတိမ်းရှောင်နေကြပေမဲ့တောင်ရကင်းတွေနဲ့တိုက်ပွဲနဲ့ဝေးတဲ့တောတောင်တွေမှာတိမ်းရှောင်နေတဲ့ပြည်သူတွေလည်းအများပြားရှိနေပါတယ်။ လက်ရှိအချိန်တောင်ရရီနဲ့တောတောင်တွေမှာတိတ်လျှောက်နေတဲ့ပြည်သူတွေဟာမုခတဲရွက်ဖြစ်တဲတွေမှာနေထိုင်နေတာတနှစ်ကျော်ကြာလာပြီဖြစ်သလိုငွေရတဲ့ရောက်လာတာကြောင့်အမိုးကစားနပ်ရိက္ခာအတွက်အခက်အခဲတွေရင်ဆိုင်နေရတယ်လို့မန်စီမြို့နယ်ကဒေသခံတယောက်ကပြောပါတယ်။ဗမော်ခရိုင်နယ်ကတောတောင်တွေမှာတိတ်လျှောက်နေကြတဲ့ပြည်သူတွေဟာစားနပ်ရိက္ခာအတွက်2024ခုနှစ်အချိန်ထိ ထောက်ပတ်ကူညီရေးအဖွဲ့အစည်းတွေက ပေးဝေတဲ့ဆန်တဲ့ငွေကြေးထောက်ပတ်မှုတွေရှိခဲ့ပေမဲ့ ထောက်ပံ့ကူညီမှုတွေမရရှိတာ6လဝန်းကျင်ရှိလာပြီလို့သိရပါတယ်ရှင်ရန်ကုန်တိုင်းတွင်းကမြို့နယ်အများစုမှာဂျွန်လပထမပတ်ကစလို့လက်စမီပြတ်တောက်ချိန်နဲ့ပါလာပြီးတရက်ကို15နာရီကနေ9:30ကျော်မီးရရှိနေတယ်လို့မြို့ကန်တွေကပြောပါတယ်။ဇွဲသစ်သတင်းပေးပို့ထားပါတယ်ရှင်။မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့လောက်ပြီးနောက်ပိုင်းဧပြီလအတွင်း နိုင်ငံအနှံ့လက်စစ်မီပြတ်တောက်တာတွေဆိုးဝါးစွာကြုံခဲ့ရပြီးတဲ့နောက်ရန်ကုန်မြို့မှာဇွန်လပထမပတ်ကစလို့မြို့နယ်တော်တော်များများလက်စစ်မီရရှိချိန်ပိုတိုးလာတယ်လို့မြို့ကန်တွေစီကနေသိရပါဗျ။မေလလယ်လောက်ကစလို့မြို့နယ်အများစုမှာမီးပြတ်တာရောနေသွားပြီးအရင်လွန်လက်စစ်မီအလဲကျအောက်စုခွဲပေးတာမဟုတ်တော့ပဲမီးပြတ်ချိန်လည်းပိုနေသွားတယ်လို့ရန်ကုန်မြို့ကန်တွေကပြောကြပါဗျ။ရန်ကုန်မြို့စမ်းချောင်းမြို့နယ်မှာနေထိုင်သူတယောက်ကတော့အရင်ကမီတာကားကပုံမှန်9000လောက်ကျပေမဲ့ ဒီလမှာတော့9000လောက်ကျတယ်လို့ DPP ကိုပြောပါတယ်အာရန်ကုန်မှာမီးပေးတဲ့ပုံစံအရောဒီမြို့နယ်အလိုက် group တွေခွဲပြီးတော့လျှက်စင်မီကိုအလဲချစနေနဲ့ပေးတာဂျွန်လာအစလောက်ကနေဒီအခုဂျွန်လာရက်20ကျော်လာပြီဆိုတော့၃ဘတ်လောက်ပေါ့အဲ့၃ဘတ်လောက်အတွင်းမှာတော့ပုံမှန်ထက်တိတိတောက်ပို့ပြီးတော့မီးအမှန်နေတာအဲတချို့မြို့နယ်တွေမှာဆိုရင်အခုမှာကျွန်တော်တို့ဒီဆန်းချောင်းလိုနေရာမြို့မှာဆိုရင်24နာရီလောက်မှာတနေ့ကုန်မှာမီးပြတ်တဲ့အချိန်ကတနာရီလောက်ပဲရှိတော့23နာရီလောက်လျှက်စင်မီရှာနေတာမြို့ တကယ်တော့ရှေ့ပြောင်းရှောင်မှာအဲ့လိုမရခဲ့ဘူးလေ၄နိုင်လား၄နိုင်ပြက်၄နိုင်လား၄နိုင်ပြက်မိသားကကိစ္စဆိုရင်မိသားစုတွေမှာကျတော့မိသားကဆောင်ရတဲ့အချိန်မှာငွေလုံးကတက်ပို့ပြီးတော့ဈေးပုံများနေတာအဲ့ဒါတော့ရှိတယ်မိလာတဲ့အချိန်ပို့တိုးနေတော့မိသားကဈေးပုံများတာမျိုးတော့မဟုတ်ဘူးတဲ့ပုံမှန်ကမိမလာဘူးဆိုလည်းမိသားကတော့အရင်ကတည်းကအများကြီးပို့ပြီးဈေးကြည့်နေတာမန္တလေးမြို့မှာလည်းဇွန်လထဲမှာလက်စစ်မီရရှိတဲ့အချိန်ပုံများလာတယ်လို့မြို့ကန်တွေကပြောပါတယ် မန္တလေးမှာငလင်ဘေးတင်ပြီးတဲ့နောက်တက္ကသိုလ်ဝန်ထမ်းကျောင်းသားတွေစမွဲပြန့်ဖြေးတဲ့ကာလမှာမီးပုံမှန်လာနေတယ်လို့မြို့ကန်တွေကပြောပါဗျ။ရန်ကုန်မြို့မှာလက်စစ်မီးရတဲ့အချိန်ပုံများလာတော့ချက်ပြုတ်ဆားသားရတာပို့အဆင်ပြေလာပေမဲ့မြန်မာတဲ့ကုန်စည်နှုန်းနဲ့မီတာကားတွေကြောင့်လစဉ်အတုံးစိတ်ချွေတာနေရတယ်လို့လည်းရန်ကုန်မြို့ကအင်ရှင်မတွေကပြောပါဗျ။ မီးတွေကတော့ရန်ကုန်မြို့မှာဆိုရင်တော့အရင်ကတက်ဆိုင်ရင်တော့အများကြီးမီးလာတဲ့အချိန်ကြီးများလာတယ်ပေါ့နော်ဒါပေမဲ့24နှစ်ရောလာနေရတော့မျိုးတော့မဟုတ်သေးဘူးဟိုပြက်တဲ့အချိန်နဲ့ပြက်တဲ့အခါလေးရှိတယ်ပေါ့နော်မီတာကားတွေကတော့အဲကျွန်တော်တို့ပြီးခဲ့တဲ့လဆောင်းရတာဆိုရင်တော့ဟိုပုံမှန်ထက်9000ကျော်လောက်ပိုကျတင်တယ်ပေါ့နော် ကျွန်တော်တို့တော့ကျွန်မနေရတော့တိုက်ခန်းတယ်ပေါ့နော်အဲကျွန်တော်တို့တိုက်မှာဆိုရင်လည်းအခြားအခန်းတွေနည်းနည်းလေးလာကြည့်လိုက်တဲ့အခါကျတော့သူတို့တွေလည်းအလိုပဲပုံမှန်ထက်9000 9000တသားဟိုကုန်ကြတာပုံများတယ်လို့သိရတယ်ပေါ့နော်ဒါပေမဲ့မီတာကတွေတက်လာတဲ့နောက်ပိုင်းခြွေတာလည်းအမရဲ့အမြင်မှာတိတ်မထိရောက်ဘူးလို့ထင်တယ်။ဘာကြောင့်လဲဆိုတော့ကုန်စည်နှုန်းကအရန်ကြီးတယ်ဆဆရရအကုန်စည်တက်တယ်ပေါ့နော်ဘလောက်ပဲခြွေတာခြွေတာလောက်ငါရုံလောက်လေးပဲရှိတယ်ပေါ့နော်လာစင်လာစင်နေပြည်တော်မှာတော့ငလေလောက်ပြီးနောက်ပိုင်းမီတာကတွေတက်လာကား အရင်က3000လောက်ကြားရခါနေအခု3000ကျော်လောက်ကြားတယ်လို့ဒေသခံတွေကပြောပါတယ်။နေပြည်တော်မှာတော့လက်စစ်မီပြတ်တောက်ချိန်နဲ့ပါပြီးမီးပြတ်ရင်လည်းအချိန်ခဏပဲပြတ်တယ်လို့ဆိုပါတယ်။ရန်ကုန်မှာအိမ်3မီတာကားတွေကတယူနစ်ကနေ90ယူနစ်အထိ50ချက်၊201ယူနစ်နဲ့အထက်300ချက်၊စက်မှုလုပ်ငန်း3မီတာကားတွေကတယူနစ်ကနေ9000ယူနစ်အထိ250ချက်၊201ယူနစ်နဲ့အထက်900ချက်အသီးသီးသတ်မှတ်ထားပါတယ်။ စစ်တပ်ကအာဏာမသိမ်းခင်ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာလက်စစ်မီအချင်းပြည့်နေပါရရှိခဲ့ပေမဲ့အာဏာသိမ်းပြီးတဲ့နောက်လက်စစ်မီပုံမှန်မရတာအပြင်မီတာကားတွေနှစ်ဆသုံးဆမြင့်တက်လာတယ်လို့ပြည်သူတွေကပြောပါတယ်ကျွန်တော်ဆွဲသစ်ပါတတိယအကြိမ်မြောက်တရုတ်အာဆီယံကာကွယ်ရေးနယ်ပယ်တပ်သိပညာရှင်များအမြင်ဖလှယ်အခမ်းအနားကိုတရုတ်နိုင်ငံအနောက်တောင်ပိုင်းကွေ့ကြိုးပြည်နယ်ကွေ့ရံမြို့မှာကျတာပရီနေကစတင်ခဲ့ပါတယ်။ ကာကွယ်အရာရှိတွေပညာရှင်တွေတရုတ်အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့အရှေ့တီမော်တို့ကအကြံပေးအဖွဲ့ကိုယ်စားလှယ်အယောက်160ကျော်တို့တက်ရောက်ခဲ့ကြပါတယ်2018ခုနှစ်တရုတ်အာဆီယံကာကွယ်ဝင်ကြီးများအလွတ်တဘောအစည်းအဝေးမှာရခဲ့တဲ့အရေးကြီးတဲ့အတိုင်းအတာတရအနေနဲ့ကာကွယ်ရေးနယ်ပယ်မှာတရုတ်နဲ့အာဆီယံနိုင်ငံတွေရဲ့ဉာဏ်ပညာနဲ့ခွန်အားကိုစုစည်းဖို့နဲ့မဟာဗျူဟာမြောက်ဆက်ဆံရေးကိုနှက်ရှိုင်းစေဖို့ရည်ရွယ်ပါတယ်။လုံခြုံရေး, အပြန်အလှန်ယုံကြည်မှုတို့ကိုမြင့်တင်ဖို့နဲ့ပုံမနီကတ်တဲ့တရုတ်အာဆီယံအတိုက်အဝန်တည်ဆောက်ရေးအတွက်ပံ့ပိုးကူညီဖို့လည်းရည်မှန်းထားပါတယ်။ဖွံ့ဖွဲခန္ဓာနဲ့စုံကြီးအစည်းအဝေးအပြင်အခမ်းအနားမှာဆွေးနွေးတဲ့အကြောင်းအရာတွေထဲမှာနိုင်ငံတကာအခင်းကျင်းဆင့်ကဲဖြစ်စဉ်အတွင်းအာဆီယံရဲ့အခမ်းအနားဒေသတွင်လုံခြုံရေးပြည်သူကဆိုင်ရာရန်တရားဆန်းသစ်မှုရေကြောင်းလုံခြုံရေးပူပေါင်းဆောင်ရွက်မှုနဲ့အကြက်တဲစီမံခန့်ခွဲမှုစစ်ရေးအတုံးချမှုနဲ့အုပ်ချုပ်မှု စနစ်တို့လည်းပါဝင်ပါတယ်ရှင်။ ဒီပပယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချူချူဆက်မဂျေဆုတမရရှင်